င်လယ်ရောကအဖေးမရှိသေးတဲ့ရှားပွေတွေ့ရှိမှုများဒီနေ့တင်ဆက်မှုကတော့ကျွန်တော်တို့ရဲ့ခေါင်းစဉ်အတိုင်းပါပဲစပိုင်လာမိသွားရင်တော့ရင်ခုန်စရာမကောင်းတော့ဘူးဗျာဒီတော့ဘာတွေပါမလဲကျွန်တော်နဲ့အတူဆက်ကြည့်ကြအောင်ပါနောက်ဆုံးလေးကိုနေ့ကဩစတြေးလျသူတွေတီတီရဲ့ကိုရီဖီရဲ့ဩစတြေးလျတောင်ပိုင်းကမ်းရိုးတန်းမှာငမန်းဖြူကြီးတွေကိုခြေရာခံဖို့စီမံကိန်းတစ်ခုစတင်ခဲ့တဲ့အဖွဲ့အားကိုဗင်အထိရှေ့တရားတဲ့ငမန်းကြီးတစ်ကောင်ကိုခြေရာခံဆက်တက်ဆင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လွှတ်ပြီးမကြာခင်မှာပဲစိတ်ပြည့်စရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာခဲ့ပါတော့တယ်။ ဆရာကံကရိယာဟာလိုင်းနေတဲ့အတူကန်းဆက်ကိုပြန်ရောက်လာပြီး data တွေကိုသူတွေတီတွေစစ်ဆေးကြည့်တဲ့အခါမှာတော့ရေအောက်တနေရာရောက်မှာဆက်ရဲ့အပူချိန်နဲ့ရုတ်တရက်တက်လာပြီးတက်ပေးလိုက်တဲ့ငမန်းကြီးကတော့ပေတထောင်အထိနဲ့တဲ့အနက်ကိုဆင်းသွားတာတွေ့ရှိကြပါရင် နောက်မှာတော့ချင်းရခန်ဆက်တစ်ခုပဲကန်းဆက်မှာလာရောက်တောင်းတင်နေခဲ့ပြီးငမန်းကြီးကတော့ပျောက်ချင်းမလားပျောက်သွားခဲ့ပါရယ်ဒီဖြစ်စဉ်ကိုလိုက်စုံစမ်းကြည့်တော့ပါငမန်းကြီးဟာသူ့ထက်ပိုကြီးတဲ့တားရဲတကောင်ရဲ့အစာဖြင့်စားသုံးခံလိုက်ရတဲ့ဆိုတာကိုတက်တဲ့အားလုံးကညွှန်ပြနေပါရယ်ဆက်ရဲ့အပူချင်းတက်လာရတဲ့အကြောင်းကလည်းဒီငမန်းကိုစားလိုက်တဲ့တားရဲရဲ့ခန္ဓာကိုယ်အပူချင်းကပေါင်းရင်းချင်းရေထက်မြင့်နေလို့ပါပဲဒီလိုနဲ့သိမဲ့ပညာရှင်ရဲ့စဉ်းစားချက်ကငမန်းဖြူကြီးကိုစားနိုင်တဲ့ဘလို့တရဝါမျိုးကဒီလောက်ကြီးမားနိုင်မလဲဆိုတာပါပဲ ငမန်းဖြူတွေအားတခါနေရာမှာတခြားငမန်းတွေကိုစားလင်းရှိပေမဲ့အဲ့လိုငမန်းဖြူကိုတော့ပြန်စားလိုက်နိုင်တဲ့ကြီးမားတဲ့တားရဲကြီးရဲ့အရွယ်စားကထူးဆန်းနေပါတယ်။တချို့သူတွေဒီဒီကပင်လယ်အနက်ကြီးထဲမှာပိုကြီးမားတဲ့ငမန်းမျိုးစိတ်တစ်ခုရှိနေနိုင်တယ်လို့ယူဆလာကြပါတယ်။ဒါဆိုရင်ဒီအကောင်ကြီးကတော့မက်ကလန်တန်မျိုးစိတ်များဖြစ်နိုင်မလား?တွေးတော့တွေးကြပါမယ်။အနောက်အောင်နဲ့ဆိုဒီဇလန်နဲ့ဆက်ဆက်နေတဲ့ဒဏ္ဍာရီတစ်ခုက မက်ကစီကိုရဲ့ ဘာဂျာကယ်လီဖိုးနီးယားကမ်းခြေတွေမှာနေထိုင်နေဆိုရင်အနှိုက်အောင်နဲ့ဆိုးဆိုးတဲ့တရားပါအရှေ့20ပေကနေ60ပေအထိရှိတယ်လို့သတ်မှတ်ထားတဲ့ဒီအနှိုက်အောင်ကမန်းကြီးဟာအလွန်တရာကမှရန်လိုတက်တယ်လို့သိကြပါရင်ငါးဖန်သမားရဲ့ပြောပြချက်တွေအရဒီကောင်ကြီးဟာလေတစ်စင်းလုံးကတော့လှည့်ပစ်နိုင်တဲ့အင်အားမျိုးရှိတယ်လို့ဆိုပါရင်2008ခုနှစ်မှာ Aris Mal ဆိုတဲ့ငါးဖန်သမားဟာ CEO Contest မှာ ရွက်လွှင့်နေစဉ်ဒီအနောက်ရောင်ကမန်းကြီးနဲ့အကြုံတွေ့ခဲ့ပြီးရေထဲကနေငါးပင်အမြင့်ထိထောင်မှတ်နေတဲ့အမိကြီးကိုမြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ဒါဟာဒီဒေသမှာတရားဝင်နမည်ဆင်းတည်ထားတဲ့ငမန်းမျိုးစိတ်တင်တဲ့လုံဝခွဲပြားနေပါတယ်။ဒီအနောက်ရောင်နန်ဆိုးလို့ခေါ်တဲ့ငမန်းကြီးကရောပျောက်ဆုံးသွားနေပြီးတော့မကလာဒွန်ငမန်းနေဖြစ်နေမလားအငင်းပွားနေစေပါပဲ။နှစ်ဆယ်အရစုအစောပိုင်းကဇင်ကရေရဲ့ထူးဆန်းတဲ့အတွေ့အကြုံများ 1931ခုနှစ်မှာစာရေးဆရာဇင်ဂရေးဟာတောင်ပရစီဖိတ်ရဲ့ပင်လယ်ပြင်တလျှောက်အင်ယာမ၅ကြီးတွေနဲ့ကြုံတွေ့ခဲ့ပုံတွေကိုတိစော့တဲ့တဟန်းဝါတားဆွေစာအုပ်ထဲမှာရေးသားခဲ့ပါတယ်။သူရဲ့ဇာတ်လမ်းတွေထဲမှာပေ90ကျော်ရှည်တဲ့ငမန်းတွေကျိုးတွေကိုချီမြင်လို့ဖြတ်နိုင်တဲ့9000စင်းကြီးတွေပါပါဝင်ပါတယ်။တခါကဂရေးဆာပေါင်းထောင်ကျော်တဲ့ငတောင်စင်းကြီးကိုဖမ်းမိခဲ့ပါတယ်။ ကမ်းကုန်မြောင်းမြေမှာငမန်းကြီးတကောင်ကလာရောက်ဖြတ်တောက်စားတောက်သွားတယ်လို့ဆိုပါရင်ခရီးကဒီငမန်းတွေဟာပုံမှန်ငမန်းဖြူတွေထက်ပိုကြီးပြီးပိုရန်လိုတယ်လို့ဖော်ပြခဲ့ပါတယ်။သူစာအုပ်တွေကိုဖတ်ရင်မက္ကလန်တန်ငမန်းကြီးတွေနဲ့ဆက်နွယ်မှုတစ်ခုခုရှိနေတယ်လို့ခန်းစားရတယ်လို့စာဖတ်ပရိသတ်တွေကမှတ်ချက်ပြုကြပါတယ်။ဂျပန်ငါးဖန်းအသင်းပေါ်ဇီယိုမာရိုရဲ့တွေ့ရှိမှု ထောင်ကောက်ခနဆခနခုနှစ်တော့ကနယူးဇီလန်ကမ်းခြေနေပြည်နယ်ပြည်မှာငါးဖက်နေတဲ့ဇီယိုမာရိုတင်မအဖွဲ့ဟာပေတထောင်လောက်အနက်ကနေပုတ်ဆွေးနေတဲ့အင်အားမတော်ဝါကြီးတစ်ကောင်ကိုဖမ်းမိခဲ့ပူပါရင်သူ့အလောင်းက33မီလီမီ30လောက်ရှည်ပြီးတော့ပုံစံကငမန်းနဲ့တူပေမဲ့ပုံမှန်ငမန်းတစ်ကောင်ရဲ့ကာရိုက်တာလိုလည်းဟုတ်မနေပါဘူးငါးဖက်အဖွဲ့ကတပ်ပုံတွေရရွယ်စားတဲ့အတိုင်းအသားနမူနာတွေယူပြီးတဲ့နောက်မှာဆက်လက်လေ့လာဖို့လုပ်ခဲ့ချပေမဲ့အလောင်းကြီးကတနေ့တခြားအနံဆိုးလာလို့ပြန်ပြစ်လိုက်ရပါတယ်ဒီပုံကပြန်သွားခဲ့ပြီးတဲ့နောက်ဂျပန်မှာပညာရှင်တွေအငင်းပွားကြရပါတော့တယ်တချို့ကဘက်ကင်ငမန်းရဲ့ရောအလောင်းဆွေးသွားတာလို့ပြောကြတယ် ်ဒါပေမဲ့ဒီအနောက်ကဘက်ကင်ထပ်ပိုကြည့်ပြီးပုံစံလည်းမတူနေပါဘူးတချို့ကလည်းဒိုင်နိုဆောခေတ်ကကျန်တဲ့တရဝါလာဆိုပြီးစဉ်းစားကြပြပါရင်ဒီလိုအလောင်းတွေကို Global Star လို့ခေါ်ပြီးတော့ကဘာတလွားကပင်လယ်ထဲမှာအလားတူအလောင်း90နေပါတွေ့မှုတယ်လို့မှတ်တမ်းနေရှိပါတယ်အခုထိဒီဖြစ်ရက်ကဘေးနီးဖြစ်စေပါမယ်ပင်လယ်နယ်ကြီးထဲကတည်ရဲငမန်းဂျပန်သုရေသနအဖွဲ့တစ်ခုဖြစ်တဲ့ DC Authentic Channel ကနေပင်လယ် Energy နဲ့ကင်မရာခြာပြီးရိုက်ထားတဲ့ဗီဒီယိုတစ်ခုကိုဖြန့်ချိခဲ့ပါတယ်။ပင်လယ်ကျမ်းပင်ကီလိုမီတာ3.6ပေ9200လောက်အနက်မှာစားစရာချိတ်ထားတဲ့ကင်မရာကိုတရေငမန်းလို့အမိရတဲ့တရဝါတကောင်ကချင်းကပ်လာတာဖမ်းမိခဲ့ပါတယ်။သူမျိုးလုံးတွေကမုံဝါနေပြီးမေယုကလည်းအဟာကြီးအတိုင်းကျိုးနေတယ်လို့အရေးပြားကလည်းကျန်းတန်းဆုပ်ပြန်နေပါတယ်။ဒါရီမကာသေးပါဘူး။အရွယ်စားကလည်းပေ90မီတာ60လောက်ရှိပြီးတော့ကြီးရတာအလွန်အကြီးတန်းတဲ့အတွက်အနက်ရောင်နဲ့ဆိုးလို့တော့အမိတွင်းစေပါတယ်။ ပညာရှင်တွေကတော့ဒါဟာရေကင်းပင်နဲ့အလွန်တရာမအေးတဲ့ပင်လယ်နဲ့တည်ပါနေထိုင်တဲ့ sleeper shark ငမန်းအမျိုးအစားသို့မဟုတ်မျိုးစိတ်တစ်ခုဖြစ်နိုင်တယ်လို့ယူဆကြပေမဲ့သူ့ရဲ့သွင်ပင်ကပုံမှန်ငမန်းတွေနဲ့လုံးဝမတူပါဘူးဒီဗီဒီယိုကလူသားတွေမစိုးစမ်းရသေးတဲ့ပင်လယ်အနက်ကြီးတွေထဲမှာဘလောက်ထိထိတ်လန့်ပွဲ တတော်ဝါရီပုံခုနေမလဲဆိုတာသတိပေးနေသလိုပါပဲဥမာပင်လယ်နယ်ပိုင်းမှာနေတဲ့တတော်ဝါရီဟာအနောက်ပိုင်းရောက်လေပုံပြင်းလာလေလေဖြစ်တဲ့ရေဖျားတံကိုခံနိုင်မှုတံပံအယိုးတွေအစားအယိုးနုတွေစင်ကဲပြောင်းလဲလာကြသလိုမှောင်မဲနေတဲ့ပဝင်းချင်းအတွက်ကိုပိုင်အလင်းအောင်ထုတ်လုပ်နိုင်တဲ့ဇီဝအလင်းပါရာမျိုးတွေရှိကြပါတယ်။ USS Stain သင်္ဘောကိုဘာကတိုက်ခိုက်ခဲ့တာလဲ။ 1988ခုနှစ်အမေရိကန်ရေတပ်သင်္ဘောရဲ့ USS Sting သင်္ဘောဟာပင်လယ်ပြင်မှာပုံမှန်ကင်းထည့်နေတော့ရုပ်တရက်ဆိုနာစနစ်တွေပျက်စီးသွားပါတယ်။ဒါဟာတံပံပျက်စီးမှုမဟုတ်ဘူးဆိုတာသိသွားတဲ့အတွက်တစ်ဖွဲ့လုံးစိတ်ကန်းကိုအမြန်ပြန်ကတ်လာပါတယ်။သင်္ဘောရဲ့ရေအောက်ပိုင်းဆိုနာဒုံးကိုစစ်ဆေးကြည့်တဲ့အခါလှိုင်းတွေထိနေထိခိုက်တာမဟုတ်ပဲခြုံထက်တဲ့အရာတွေနဲ့ကုတ်ဖက်ထားတဲ့အပေါက်အနာတွေကိုတွေ့ခဲ့ရပါတယ်။အဲ့အနာတစ်ခုစီက၄ဘီ၁.၂မီတာလောက်ရှိပြီးဒါရီယာပင်လယ်တရဝါကြီးတစ်ကောင်ရဲ့လက်သည်သို့မဟုတ်သွားတွေဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ပညာရှင်တွေကဒါအေယာမပင်ကိုကြီးဒါမှမဟုတ်မှုတ်တန်ရှည် KUG တွေလို သတ္တဝါတွေနဲ့ထိခိုက်မိတာလို့ခံမှန်းကြပါမယ်ဒီ NRA ရဲ့အရွယ်စားကလက်ရှိတည်ထားတဲ့ KUG တွေရဲ့သွားထက်ပိုကြီးနေတာကြောင့်စိတ်ဝင်စားစရာဖြစ်နေစေပါတချို့ကလည်းဒါမင်္ဂလာဒန်မျိုးစိတ်ဝင်ငမန်းတကောင်ရဲ့တိုက်ခိုက်မှုဖြစ်မယ်လို့သီအိုရီတွေထွက်လာခဲ့ကြပါသေးတယ်ဒီဖြစ်ရပဲမင်္ဂလာဒန်နေချီသေးလားဆိုတဲ့အဆိုကိုထောက်ခံပေးလိုက်တယ်လို့ဖြစ်သွားစေခဲ့တာပါမင်္ဂလာဒန်ဆိုတာကလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကရှိခဲ့တဲ့ပေ60ထိရှိတဲ့ငမန်းကြီးတွေဖြစ်ပြီးလူတချို့ကသူတို့ကိုပင်လယ်နယ်ကြီးထဲမှာရှင်သန်နေသေးတယ်လို့ယုံကြည်ကြပါတယ်ဩစတြေးလျကလိုင်းစီးသမားရဲ့အဖြစ် 2008ခုနှစ်မှာ Reddit user Instrami Wan Karina ဆိုတဲ့သူကဩစတြေးလျနိုင်ငံမန်ကာမြို့အနီးက China Gulf မှာရေချိုးနေတော့သူကြုံတွေ့ခဲ့ရတဲ့ကြောင်းစရာကောင်းတဲ့အဖြစ်တစ်ခုကိုပြန်လည်မျှဝေခဲ့ပါတယ်။သူပြောပြခဲ့တာကတော့ငါလိုင်းစီးနေတော့ ညောင်းနေတဲ့အကောင်တစ်ကောင်ကိုမြင်လိုက်ရတယ်။ရုတ်တရက်ငါးနှလုံးခုန်တယ်နေမြင်လာတာပေါ့။ရေထဲမှာငါတယောက်တည်းမဟုတ်ဘူးဆိုတာသိလိုက်ရတယ်။ကန်းကိုပြန်တက်ဖို့ပြင်တော့တာပဲ။ဒါပေမဲ့ရေပြင်အောက်မှာပေးဆယ်ပေလောက်ရှိတဲ့ငမန်းဖြူကြီးတစ်ကောင်ငါအနားဝိုင်းနေတာကိုမြင်လိုက်ရတယ်။အဲတုန်းကငါဘာမှကိုမလုပ်နိုင်လိုက်ဘူးဆိုပြီးတင်ထားခဲ့တာပါ။ကန်းကောင်းကျွန်တော်သူကကန်းကိုစွန့်ရင်စရာမရှိပဲရောက်သွားခဲ့ပြီ။သူ့လှေကိုကားပေါ်ပြန်တင်ပြီးအိမ်ကိုပဲတုတ်ချေတင်ဖို့လုပ်လိုက်ပါတော့တယ်။စိတ်ညစ်အောင် secret တောင်းရင်လှိုင်းတွေကိုစောင့်ကြည့်နေခြင်းပါပဲ။တခါတည်းရေထဲမှာပလုံစီနေတဲ့အမြုပ်တွေထားလာတယ်။ဆောနာကငမန်းဖြူကြီးကဖျံကိုကတ်လိုက်တာလေ။ရေတွေကသွေးတွေကြောင့်နီးရဲတောက်သွားပါလေရော။ငမန်း န်ကဖျံကိုအားရပါရကိုက်ဖဲ့စားတောက်နေတာကိုမြေဝါထင်ထင်မြင်တွေ့လိုက်ရတာပေါ့အဲ့ဒီကစပြီးလှိုင်းစီရာကိုလုံးဝဖျက်လိုက်တာပဲမိသားစုရှိလာပြီဆိုတော့ဘွားကိုစွန်စားချင်နေတဲ့စိတ်နှဲသွားတာလည်းပါမယ်ထင်ပါတယ်လို့ရေးသားခဲ့ပါတယ်ဟာဝိုင်ကအဖြစ်ပြန် ဟာဝိုင်ကမ်းခြေအနီးအိုဟူမှာငမန်းတွေကိုလေ့လာနေတဲ့ရေကုန်သမားတစုဟာဝေလာငါအလောင်းတစ်ခုပေါ်မှာတိုးခွေနေကြတဲ့ကြားငမန်းတွေကိုကင်မရာနဲ့မှတ်တမ်းတင်နေတော့မှပဲထိုးဆန်းတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတယ်။ရုတ်တရက်ကြားငမန်းတွေထက်နှစ်ဆလောက်ကြီးမားတဲ့ငမန်းဖြူကြီးတစ်ကောင်ပေါ်လာပြီးသူတို့ရဲ့အာရုံကိုစူးစီးသွားစေခဲ့ပါတယ်။ဒီငမန်းဖြူကြီးကဟာဝိုင်ကဲလို့နာမည်ပေးထားပြီးအရှိန်20ပင်6မီတာအလေးချိန်ပေါင်9000တန်2.2တန်ကျော်ရှိတယ်လို့ခန့်မှန်းထားပါတယ်။ဒီဝယ်ဆောင်ဟာကမ္ဘာအကြီးဆုံးငမန်းဖြူတွေထဲကတစ်ကောင်ဖြစ်တဲ့ Deep Blue နဲ့တော့မင်းဖာကောင်လဲငါးဖာကောင်လဲပကုန်းချင်းရှင်နိုင်တဲ့အဆင့်မှာဟာဝိုင်ကဲဟာရေကုန်သမားတွေစီ ကိုမကြောက်မရွံ့ချင်းကပ်လာပြီးသူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့နှိုင်းလုံးတွေကိုပုတ်ခတ်လိုက်ပါတဲ့ရေကောင်းသမား Ocean Ramsey ဆိုသူကတော့ငမန်းကြီးဟာသူ့ရေကူးသွားချိန်တုန်းကသူ့လက်နဲ့တောင်ထိမိသွားခဲ့တယ်လို့ဆိုပါတယ်ဒီဖြစ်စဉ်ဟာထူးခြားတဲ့အချက်ဟာ Hawaii လိုအပူပိုင်းဒေသမှာငမန်းဖြူကြီးတွေကိုတွေ့ရလိမ့်မရှိပါဘူးသူတို့ဟာပုံမှန်အဖြစ်ကမ္ဘာတောင်ပိုင်းကအေးမြတဲ့ရေနက်ပိုင်းနေရာတွေမှာပိုနှစ်တက်လိမ့်ရှိပါတယ်ဒါဆိုရင်ဒီကောင်ကတော့ပါကောင်းကြီးတယ်ဩစတြေးလျမှာဖမ်းမိခဲ့တဲ့ငမန်းဖြူဧကရဲ့ အနောက်ဩစတြေးလျအမ်ဘန်နီမြို့ကငါးဖက်ထဏာမှာအလုံးလုံးနေတဲ့ကောလင်းအိုဆဲဆိုသူဟာ1995ခုနှစ်မှာသမိုင်းဝင်တပ်ပေါ်တပုံကိုရိုက်ကူးခဲ့ပါတယ်။အစိုးရရဲ့ဖြန်းအကောင်ရေးတိုးလာအောင်ငမန်းအေးအကောင်ရေးကိုရှော့ချရေးစီမံကိန်းအတွက်သူ့ဖွဲ့ဟာငမန်းတွေကိုဖမ်းနေချိန်မှာပါဒီလိုဖမ်းမှုအတွက်တမ်ပနီကျိုးတွေခြေကြီးတွေကိုပြင်ဆင်ထားတဲ့လေတွေကိုအသုံးပြုခဲ့ကြပါတယ်။ဒီနေ့မှာတော့သူတို့ဟာပေါင်3300 တန်တင်းသက်မှ9လောက်အလေးချိန်ရှိတဲ့ငမန်းဖြူကြီးတစ်ကောင်ကိုဖမ်းမိသွားခဲ့ပါတယ်ဒီငမန်းကြီးဟာလေကိုရေထဲကနေမြောက်တက်အောင်ခုံပေါ်ပြီးတိုက်ခတ်ခဲ့ပါတယ်အိုဆယ်ကဒါဂျောဆက်ကားထဲမှာမြင်ရတာနဲ့တထရာရဲပါပဲငါ့ဘဝမှာဒီလောက်ကြောက်စရာကောင်းတဲ့အရာကိုမကြုံခဲ့ဘူးလို့နောက်ပိုင်းမှာပြန်ပြောပြခဲ့ပါတယ်ဒါကိုရိုက်ကူးမိခဲ့တဲ့တပ်ဖွဲ့ဟာလည်းတဖြည်းဖြည်းလူသိများခဲ့ပြီးငမန်းကြီးတွေနဲ့သူတို့ရဲ့ရာဇဝင်ကိုပို့ပြီးစိတ်ဝင်စားသွားစေခဲ့ပါတယ်ပေလေဗီရဲ့လိုအပ်ချက်ကဘာတွေလဲ ဒေပြားတွေအားလုံးကပင်လယ်ပြင်မှာလူသားတွေမသိရသေးတဲ့ထုံးစမ်းတဲ့သတော်ဝါတွေနဲ့ပြည်နေတယ်ဆိုတာကိုသက်သေပြနေပါတယ်။နာဆာရဲ့ထုတ်ပြန်ချက်အရလူသားတွေဟာလကဘာဘောကို၁၂ရက်တန်တန်ရောက်ခဲ့ပြီးပေမဲ့ပင်လယ်နဲ့ရ80ရာခိုင်နှုန်းကျော်ကိုတော့မဆူဆမ်းရသေးဘူးလို့ဆိုပါတယ်။ဥပမာ Marina Trash လို့ခေါ်တဲ့ပင်လယ်နယ်ကြီးဟာပေ3600ကီလိုမီတာ17နက်ပြီး Erat Town ထိပ်ထက်ကို3.6စပိုမြင့်ပါတယ်။ဒီနေရာမှာရှိတဲ့ဖိအားကလူသားတယောက်ကိုဖိမြင့်လိုက်ရင်တန်မှုလို့ပြားသွားနိုင်တဲ့အထိမြင်ပါပါတယ်။ဒါတွေကိုကြည့်ရင်ပင်လယ်ပြင်ဟာလူသားတွေအတွက်စိတ်ကူးယဉ်မှုတစ်ခုဆိုတာအထက်ကိုပိုပြီးထူးဆန်းနေဆိုတာဒီဖိအားတွေကသက်သေပြနေပါတယ်။ဥပမာပင်လယ် နန်ဆိုးဆိုတဲ့ကမ္ဘာကျော်ရာဇဝင်လိုမျိုးဒါမှမဟုတ်မက်ဂလွန်ဒန်ငမွဲမျိုးစိတ်တွေတည်ရှိမှုအပေါ်ဘေးနီးမျိုးတွေပေါ့ဘလက်တီမွန်ရဲ့တန်နာကြီးမဂါစီကိုကမ်းခြေတွေမှာမကြာခဏအမြင်မှားရတဲ့ဒီကမန်းကြီးတွေဟာပေ60တိရှိပြီးလှေတွေကိုဖျက်ဆီးနိုင်တယ်လို့ရေလုံသားတွေကြားမှာယုံကြည်နေကြပါတယ်။သိမမညာရှင်တွေကတော့ဒါဟာကြီးမားတဲ့ငမန်းမျိုးစားဒါမှမဟုတ်ဝေလာငါအထီးကြီးတွေနဲ့မှားယုံနေတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။မဂလိုဒန်ရဲ့ပုတ်ဆောင် လွန်ခဲ့တဲ့နှစ်တန်းပေါင်း3.6တန်းကမျိုးတုံးသွားပြီလို့ယူဆကြပေမဲ့2013ခုနှစ်က Pacific သမုဒ္ဒရာထဲမှာရိုက်ကူးခဲ့တဲ့ပေ60ရှိတဲ့ငမန်းရုပ်ရှင်ကဒီယူဆကိုတဖန်ပြန်လည်နှုတ်ထစေခဲ့ပါတယ်။ဒီဖြစ်တဲ့အတိုင်းဟာပင်လယ်ပြင်ရဲ့ဇီဝမျိုးကွဲတွေကိုနားလည်ဖို့ကြိုးစားနေတဲ့လူသားတွေအတွက်လှုပ်ဝက်ဆန်းကျင်မှုတွေအပြင်ဝင်ရောက်လာခဲ့ကြပါတယ်။ကျွန်တော်တို့မြင်မှုသေးတဲ့အနက်ရှိုင်းဆုံးပင်လယ်ရေအောက်ကသရဝရရဲ့တည်ရှိမှုတွေဟာလူသားတွေရဲ့စူးစမ်းလို့စိတ်ကိုစဉ်စားမပြတ်လောင်ကျွမ်းနေစေခဲ့ပါတယ်။